ဟယ်လိုဒုတိယဝန္ဒနာရှင်မိတ်ဆွေများအားလုံးကိုမင်္ဂလာပါပိုးလေးဒုတိယဖြူရှမ်းနဲ့မှာကျေးဇူးပါတယ်ကျွန်တော်ဒါဒီနေ့ကျွန်တော်မိတ်ဆွေတွေအတွက်ဒါနေ့စဉ်ဒီရက်မှန်နေတဲ့လုံးမှန်ဒီချာနယ်လေးကျွန်တော်တွေ့ကြပြီးတော့ဖြစ်ပါတယ်အဲတော့ဒီစီစဉ်လေးမစတဲ့တင်ဒီမှာကျွန်တော်ရဲ့ဒုတိယဖြူရှမ်းနဲ့ကို subscribe နဲ့ဒီ audio တောင်းဆိုချင်ပါတယ်ဒီလိုဖိုင်ကိုလည်းပြီးဆုံးကြည့်ပါကြော်ကြည့်ပါနဲ့ တိုင်းရှေ့ရလေးလည်းတွေ့ပါခင်ဗျအဲ့တော့ဒီတွင်းနီးလေးရနေပြောကျွန်တော်ໃຊတဲ့တော့ကျွန်တော်မျိုးကြီးเนาะဝန္ဒနာချင်းလူမန္တမများကိုကျွန်တော်ရှားပြီးတော့တွေ့ကြပြီးစေဖြစ်ပါတယ်နေဂျာတာပရိနီအတွက်ကျွန်တော်ဒါကနန်းပကနန်းညီကောင်းတယ်ဆိုတာကျွန်တော်ရှားပြီးတော့တွေ့ကြပြီးမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီစားပြီးတော့ကနန်းတွေ့ကြည့်ရမယ်เนาะ ကျွန်တော်အဲ့ဒီဒီပုံစံလေးပြောမယ်ခင်ဗျာ KC နောက်ပဲ KC နောက်ပဲနော်ဒီလိုပေါင်းရှင်းနဲ့ကြောင်းမယ်ကျွန်တော်ဒီလိုပေါင်းရှင်းနဲ့ကြောင်းမယ်ဆိုကျွန်တော်အခုပြင်းနေအဒီနဲ့ပြပြထားတဲ့ခဏလေးတော့ပေါ့ရှင်းလေးခုံတော့ညအဲ့တော့ပေါင်းရှင်းဒီကျွန်တော်ဟာ7နဲ့4နဲ့ပေါင်းရှင်းဒီ7နဲ့ခုံနဲ့ပေါင်းရှင်းဒီ7 9 3နဲ့ပေါင်းရှင်းဒီ7 9က7ဆိုတော့ ကျွန်တော်ကနောက်ဆုံးကနေ9ပါ9ရဲ့ power ကနေလို့ပါ။ power ကြီးပဲเนาะကျွန်တော်က9ရဲ့ power ကနေ။အဲ့တော့9 4ကိုကျွန်တော်ကလုံးပိုင်းကြီးရဲ့နှလုံးရတဲ့စကားနောက်နေကျွန်တော်ထွက်ကနေနဲ့ပြန်ပြီးတော့တက်ကြည့်ကြမယ်။မနေ့3ရက်လေးရက်3ခုဆိုတော့ဒီเนาะအဲ့တော့ဆက်ပြီးတွေ့မယ်ဒီမှာ3ရက်6ရက်ကျွန်တော်3ရက် ချစ်ဒုညကြောင့်ဒုချစ်ပေါင်းရှင်ကြီးဒုညနဲ့ချောင်းနဲ့ပေါင်းရှင်ကြီးဒုချောင်းဒုနဲ့ပေါင်းရှင်ကြီးကိုကိုနဲ့ရှင်နဲ့ပေါင်းရှင်ကြီးဆက်ခေါ်ဆိုတော့ခုံမှာခုံရဲ့ပါဝါကနေခုံနေဒါလုံးပိုင်းနဲ့ခုံနေထိကနေပြီးတော့ကျွန်တော်တို့တလုံးပါပြရမှာပေါ့အဲ့ဆိုရင်ကြည့်မယ် နောက်နေ့ထကနဲ့ပြန်ကြည့်တော့ကျွန်တော်ကမနေ့ရှောင်းနေ့ညနေ9:00ဆောက်ရှောင်းနေ့နဲ့9:00ဆောက်တော့ဖြစ်တလို့ပါတယ်နော်ဒါအများသောအားဖြင့်ဒီကျွန်တော်တို့ကပါဝါယူရတဲ့ဖက်အချက်အလက်ပြီးတော့ဒါသူ့ရဲ့ပါဝါဖက်အချက်အလက်ပြီးတော့ပါတာတွေ့ရတယ်နောက်ဆုံးနေ့ကျွန်တော်ဆုံးသက်တကဖက်ကနန်းကောင်းတယ်ဆိုတော့တော့ကျွန်တော်ပြောပြပါမယ်အဲ့တော့ဒီမှာ6 4 9 9နော် 649ပေါင်းချင်းည6နဲ့4နဲ့ပေါင်းချင်း19နဲ့ပေါင်းချင်း29 9နဲ့ပေါင်းချင်း36နဲ့6ဆိုတော့လျှောက်ပါလျှောက်ရပါပါဒါဒီလျှောက်ဒီဒီကနေပြီးတော့ပါပေးရမယ်ဒီမှာနောက်နေ့ကျွန်တော်တို့ပြန်ကြည့်လိုက်တော့ token တန်းကိုမနေ့ကငါရနေတိကူဆိုတော့တစ်တလုံးပါတယ်နော်အဲ့ဒီတော့ဒီမှာငါနေ့ရှိရတိရှိရ ်ရှောက်စီပြန်တော့လိုက်တာအဲ့တော့90ပြည့်ရဲ့တည်ရရှောက်ရဲ့ပေါင်းရှင်းဒီ90ပြည့်တဲ့ပေါင်းရှင်းဒီခေါ်တင်းတဲ့ပေါင်းရှင်းဒီရှင်းရှောက်တဲ့ပေါင်းရှင်းဒီဆယ်နေဆိုတော့၄ပါ၄ရပေါင်းပါကို၄၉ရပါဆိုတော့ဒါပါပြရမယ်တဲ့သူကအဲ့ဒီ၄၉ရကနေပြီးတော့ပါပြရမယ်ဆိုတော့မနောက်နေ့ထွက်ကနပြန်ပြီးတော့မနေ့နှစ်ကိုညနေ၄တော့ပြန်လာ၄၉ဆိုတော့၉ပါတယ်နော်နောက်ကနေပါတယ်နော် ၄တုံရတော့၄ပါပါတယ်เนาะဆက်ပြီးတွေ့တော့မယ်ဒီမှာထိတ်စီနောက်ပဲထိတ်စီနောက်ပဲเนาะထိတ်စီနောက်ပဲထိတ်စီနောက်ပဲသူက၄၅၄ပေါင်းရှင်းဒီ၄၅နဲ့ပေါင်းရှင်းဒီခုနေ၄နဲ့ပေါင်းရှင်းဒီ7ဒီ9နဲ့ပေါင်းရှင်းဒီ10ဆိုတော့၃ရ နော်တုံညာရဲ့ပါဝါကငါတုံညာငါပါပြရမယ်တဲ့တုံညာငါအပါကစားနေတော့ဒီတဲ့အဲ့ဆိုတော့ကျွန်တော်ကကြည့်လိုက်တော့မနဲ့တုံညာငါညတယ်ဒီပေါ့ဆိုတော့နောက်ကနေလည်းပါရဲ့ကျွန်တော်ရှိဇလုံးတော့ပါပါနော်အဲ့လိုဆိုတော့ကျွန်တော်ထိစီနောက်ပဲထိစီနောက်ပဲပြန်ဆွဲမယ်ပြန်ဆွဲရင်တုံညာနဲ့ကိုနဲ့ပေါင်းရှင်ကို၄နဲ့ပေါင်းရှင်ဒီ 73 73ဆိုတော့3ပါ3ရဲ့လက်ကကရှိတယ်3ရှိတဲ့ကဘာပြီးရမယ်တောင်းနေပါအဲ့တော့ဘာဘာကြည့်မယ်ဗုဒ္ဓဦးနေရကျွန်တော်မေးရနေပြီးတော့မနဲ့5ချီညက်နေရှောက်5ရှိနဲ့နေရှောက်10ရှိတလုံးပါတယ်เนาะ10ရှိတလုံးပါပါတယ်အဲ့လိုဆိုတော့ကျွန်တော် cha ta biết gì mà để bây giờ này mà nó về cha để bây con lúc bảy đó à ờ gì nào về thấy gì nào về ờ thấy gì cho lâu bao thấy gì nào về chú nó lâu bao gì gì đó để nói là bao nhiêu xem xét thế nào bao nhiêu xét nếu không được bao nhiêu xét của xét của gì đó của của gì bảo là để thao cho nó nuôi nó sẽ nó cũng လေးဆိုတဲ့ဒီအလုံးလေးကနေပြီးတော့ကျွန်တော်တို့ဒီအခုဒီနောက်ဆက်အစံအတိုင်းပါမယ်ဆိုရင်ကျွန်တော်တို့ဒီလေးတစ်လုံးဟာနေပြီးတော့ဖိုင်အနေနဲ့ကျွန်တော်တို့ကြက်ကစားလို့ရတာပေါ့ဒီနေ့ကြတာဝင်နေပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ထုတ်ပြပြီးရှင်ဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ကိုယ်ကိုနေပြီးတော့ပယ်ပြီးတော့လည်းကစားလို့မရပါသူကဝင်ရှင်ကောက်ပြီးတော့ဝင်လာဖြစ်တဲ့အတွက်ကျွန်တော်တို့အတိအကျပြောလို့မရပါလေးတစ်လုံးဟာဒီပယ်ဆက်မှာပြီးတော့ဒါကျွန်တော်တို့ ဘိုင်ယံနေနဲ့ပြီးတော့ဒါကစားလို့ရတာပေါ့တော့လေးတက်လောက်အဲ့ဆိုရင်ကျော်ဒီနည်းရနေပြီးတော့ကျွန်တော်လေးတက်လို့ရပြီဟုတ်ပြီကျွန်တော်မြင်တဲ့နောက်တစ်နည်းလေးကျွန်တော်ပြပြပါဖြစ်ပါခင်ဗျာအဲ့တော့ဗီဒီယိုဖိုင်ကိုကျွန်တော်မြည်ပါနဲ့ subscribe လုပ်ပြီးအားပေးပါလိုက် share လေးလုပ်လို့ပါအဲ့တော့ကျွန်တော်တို့ဘယ်လိုသွားမလဲဆိုရင်ဒီမှာကြတော့ကျွန်တော်နော်မနေ့ကနေ့ နော်ဒီကနေတော့ပဲပုံစံလေးတော့တယ်အနည်းငယ်ညာနေတော့ပဲနော်အဲ့တော့ဖတ်မယ်ရှင်းတဲ့ဆောင်တဲ့ပေါင်းတော့လေးလေးနဲ့တော့၁၄၁၄နဲ့တော့ညတဲ့ပေါင်းလဲ၁၄ပါ၁၄ပြီးတော့လေးပါဒီညမှာတော့ကျွန်တော်ကဒါနက်ခတ်ကိုယူမှာခင်ဗျအထက်မှာပါဝါကြီးဖွင့်နေတာဒီမှာနက်ခတ်ယူပါလေးနေဒီရနက်ခတ်ကနေအဲ့တော့တော့လည်းပြန်ကြည့်မယ်ကျွန်တော်ကမနက်၃ညလေးညနေ၃ခုဆိုတော့ လေးတလုံးပါတယ်နော်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာမနေ့ကထွက်ကနေပြတဲ့၃ရက်လေးညနေနောက်ပဲညနေကနေနောက်ပဲရှင်းပေါင်းချင်းဒီလုံးရက်နဲ့လေးနဲ့ပေါင်းချင်းဒီလေးနဲ့ရှင်းနဲ့ပေါင်းချင်းဒီ၁၂၁၂ဆိုတော့နောက်ပိတ်ကိုလည်းတွေ့ရအောင်ကျွန်တော်ကနှိပ်ပါနှိရဲ့နှိကကလေးနှိလေးတလုံးဆင်းပြရမယ်သူက ဲ့ဒါကတော့နှင်းလေးကျွန်တော်တို့ကြည့်လိုက်တယ်နောက်နေ့အတွက်ကနေတက်ကြည့်လိုက်တော့မနေ့လျှောက်နေ့ညနေ9:00ဆိုတော့နှစ်တလုံးစင်းတယ်နော်အဲ့လိုဆိုရင်ကျွန်တော်တို့ဒီမှာမနေ့ထွက်ကနေညနေ9:00နောက်ပိုင်းရဆွဲမယ်အဲ့တော့6:00နေ့နှင်းနေ့အခုလည်းရှိတယ်မနေ့က6:00နေ့ထွက်တယ်ညနေ9:00ကခေါ်6:00နေ့နဲ့ပေါင်းချင်းဒီ8:00နဲ့ပေါင်းချင်းဒီ15 sa ngā rā, ngā rā, ngā yē nā kā kā, rō ngā tō, ngā sīn bī yā mē, tū wā tā lō. Ngā tōng tā lō sīn bī yā mē, sō rā tā lō ngā nāu nī, tō kā nē tē jī lā tā mā nē ngā ngā yā nī tī kū, ngā ngā nē tī kū nē, sō rā ngā tā lō bā yā. Ngā? Ngā tō sīn ငါးကရှောက်ရှိအဲ့တော့ငါးနဲ့ငါးနဲ့ပေါင်းကြည့်တဆယ်တဆယ်နဲ့ရှောက်နဲ့ပေါင်းကြည့်ဆယ်ရှောက်ဆယ်ရှောက်ဆိုတော့ရှောက်ရဲ့လက်ခတ်ကကျွန်တော်ကိုရှောက်ကိုတစ်လုံးစင်းပေးရမယ်တဲ့အဲ့ဆိုရင်ရှောက်ကိုတစ်လုံးစင်းမစင်းကျွန်တော်လက်ကြည့်မယ်နောက်နေ့ထွက်ခဏပြန်ကြည့်တော့မနေ့နှစ်ကိုနော်မနေ့နှစ်ကိုညနေ၄:၃ညဆိုတော့ကိုတစ်လုံးစင်းတယ် နော်ဆက်ပြီးတွေ့တော့လည်းဒီမှာနှစ်နဲ့ကိုနဲ့မနဲ့ထွက်ကနယ်ညနေနောက်ပဲအဲတော့ထွက်ကနယ်မနဲ့ထွက်ကနယ်နှစ်ကိုညနေနောက်ပဲကကျွန်တော်ကိုနှစ်နဲ့ကိုနဲ့ပေါင်းရှင်းပြီးစက်တီကိုနဲ့ပေါင်းရှင်းပြီးနဲ့ဆက်ဆိုတော့၃ည၃ညရဲ့လက်ခတ်ကခုံးနော်၃ညကိုနဲ့ကဆင်းပြရမယ်ဒီကအဲ့လိုဆိုတော့ကျွန်တော်တို့ဒီ တုံညာကိုပါမပါကျွန်တော်ကြည့်လိုက်တော့နောက်နေ့ထုတ်ကနန်းမှာကျွန်တော်တို့ကမနေ့တုံညာ၅ရက်နေမြည်ခုဆိုတော့ဒီမှာနှလုံးပါသွားတယ်နော်တုံညာနဲ့ကိုနဲ့နှလုံးပါတယ်အဲ့လိုဆိုတော့ကျွန်တော်ဆက်ပြီးတွက်မယ်ဒီမှာတုံညာ၅နောက်ပိတ်ကတုံညာအဲ့တော့ပေါင်းရှင်းပြီးတုံညာနဲ့၅နဲ့ပေါင်းရှင်းပြီးကတုံညာနဲ့ပေါင်းရှင်းပြီးလည်း၅ပါနော် ငါးပါးငါးရဲ့လက်ခံကတော့ငါးတုံးတစ်လုံးရှင်းပြရမယ်။အဲ့တော့ဘုရုံကပါရှင်းနေတယ်ကျွန်တော်မနဲ့ငါးရှင်းညနေနေရှောက်။မနဲ့ငါးရှင်းညနေနေရှောက်ဆိုတော့ငါးတလုံးရှင်းနေ။နော်အဲ့လိုဆိုရင်ကျွန်တော်ဆက်ပြီးတွေ့တော့ဒီနေ့ဂျာတာပရီနေ့အတွက်ကျွန်တော်တို့ကနော်ကိုယ့်ရဲ့ဆေးလမ်း2025ဂျာတာပရီနေ့ဒီမှာမနေ့ကနေ့ညနေ ောက်ပဲအဲ့ငါးနဲ့ရှင်းနဲ့ခုနဲ့ပေါင်းချင်းဒီငါးနဲ့ရှင်းနဲ့ပေါင်းချင်းဒီ73ခုနဲ့ပေါင်းချင်းဒီ20ဆိုတော့၃ညာ၃ညာနှစ်ခတ်ကခုအဲ့တော့ဒီ၃ညာခုဆိုရယ်နော်ဒီကနေထလုံးလေးရနေပြီးတော့ကျွန်တော်တို့တွေဒါဒီနေ့ဇာတာပရိနိဗ္ဗာန်ဆင်းပါလားအဲ့ဒီရှင်းရမူတိုက်ဆိုကျွန်တော်တို့ကရှင်းရမူမှာပြီးတော့ကျွန်တော်တို့ပြထားတဲ့ ยาธาราชนะว่ากูนีกูนีกูนีบานีวิราติกูนีสุเจตนาบานีวิราติว่าเราที่นี่เราเช่นที่นี่บาลีสุเนาะนี่จะเราไปที่มาแล้วตรงยาเลยคนเนี่ยเนาะไอ้สุนี่ที่นี่จะทำที่นี่มาเขาทุกคนนั้นอยู่บ้านสุนี่จะนี่จะเราใจแข็งแม่กูว่าใจดีแต่ที่มานี่กูใจแข็ง ဒါရဘေးလေးအတွက်ကောင်းဆုံးဝန်ထမ်းလေးကိုပြောပါမယ်လေးခုကြိုက်တယ်အဲ့တော့လေးခုကိုနေပြီးတော့ကျွန်တော်တို့ကအဒီကျွန်တော်ကနန်းတွေရေးပေးလိုက်ပါမယ်ဒီ9လေးဆိုတဲ့ကနန်းကိုကျွန်တော်တို့တစ်တုံးနဲ့ကပ်ပေါက်ပါနော်တစ်တုံးကပ်ပေါက်အနေနဲ့ ဒါခုကစားလိုက်ပါခင်ဗျာကိုးလေးကိုတိတုံနဲ့ကပ်ပေါက်ဒါကစားပြီပါเนาะဒီခုံတစ်လုံးကိုလည်းကျွန်တော်တို့ခုံ၃ညခုံ၃ညခုံရထားတယ်ဒီဘက်တွင်းကြီးကိုလည်းပဲမြောက်ပြပါနဲ့အဲ့ဒါမိမိတို့ချိန်ပြတဲ့ခဏလေးနဲ့တွေးပြီးတော့ကစားပါအဲ့တော့ဒီမှာကိုးလေးကျွန်တော်ပေးထားတယ်ဒီကိုးလေးကိုကြိုက်တယ်တိတုံနဲ့ကပ်ပေါက်နဲ့အဲ့ဆိုရင်ကိုးတိဆိုရဲဘူဘရိတ်လည်းဖြစ်နိုင်တယ်အဲ၄၃နဲ့ဖြစ်နိုင်တယ် လေးတိလက်ဖြစ်နိုင်တယ်ခင်ဗျာကိုးတုံးလည်းဖြစ်နိုင်ပါတယ်ခင်ဗျာအဲ့တော့ဒါကျွန်တော်ကျွန်တော်ကြိုက်တဲ့ကဏ္ဍလေးကိုထည့်ပြီးတော့ဒါကျွန်တော်ပြောပြစီဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီ twin ကြီးရတယ်ဆိုတော့ကျွန်တော်မျိုးတွေအတွက်ဒါဒီနေ့အဲကျွန်တော်ပရိနေအတွက်လည်းကျွန်တော်မျိုးတွေကိုပူဒီယိုဖိုင်ကိုကြည့်ရပါပြီရတယ်ဒီအတွက်အတုံးဝင်ကြလိမ့်မယ်လို့ပြောပါတယ်ဒီအဲ့တော့ကျွန်တော်ဗီဒီယိုဖိုင်ကိုပြီးစအောင်ကြည့်ရှုအားပေးရတယ်ဟုတ်လားသူဒီမိတ်ဆွေအချင်းပေါင်းချင်း များအားလုံးဒါနာပရိနိဗ္ဗာန်တမောများကြီးပေါင်းနိုင်ပါစေလို့ဆုတောင်းပေးများအားလုံးကိုကျေးဇူးတင်ပါတယ်